အလုံးမဲမိလာပါရှင်။မောင်ကဒီနေ့တော့အိမ်မှာဝတ်သားစင်ကုန်လေးချက်စားဖြစ်တဲ့အတွက်ကြောင့်မလို့မောင်ရဲ့ channel လေးကိုအားလုံးကိုလာမြောက်ပေးရပဲဖြစ်ပါတယ်။ပထမဆုံးအနေနဲ့မလို့ဒီဈေးထဲကဝင်လာတဲ့ဝတ်သားလေးတွေကိုတိတိကျကျလေးအတုံးတိတိလေးဖြစ်အောင်တုံလိုက်ပါမယ်။အဲဒီနေရာမှာဒီဝတ်သားစင်ကုန်ကပေါ့နော်တခြားသူတွေချက်တဲ့နေနဲ့တော့မောင်ချက်တဲ့နေနဲ့တူကြမှာတူပါလိမ့်မယ်နော်။ဆိုတော့ဝတ်သားလေးတွေကိုမောင်က တိတိတုံတုံလေးတွေကလီးပြီးပြီဆိုရင်တော့နည်းနည်းဓာလေးနဲ့ပေါက်ပေါက်ထားလိုက်မယ်ပေါ့နော်ပြီးတော့မုံတို့ဝတ်သားတွေကိုခယူးစီထွင်းစားစုံတစုံနောက်ပင်းငံပြားကြီးအကြီးထွင်းစားစုံတစုံပင်းငံပြားကြီးအနောက်ထွင်းစားစုံတဝက်ပေါ့နော်ဓာလေးကိုထည့်ပြီးတော့မုံတို့တွေတိတိကျကျလေးနှက်စားအောင်နေထားပြီးလိုက်ပါမယ်ပြီးရင်တော့စားနည်းနည်းရ ယ်တကြားလေးနည်းနည်းလေးရယ်ထည့်ပြီးတော့မလို့နှက်ထားလိုက်မယ်ပြီးရင်တော့စီပူပူထဲမှာထည့်ပြီးတော့မလို့ဒီဝတ်သားထဲဟာအရင်လေးထွက်တဲ့အထိတင်းတင်းကြပ်ကြပ်လေးလုံးကျော်လေးကျော်ပြီးလိုက်မယ်ပေါ့နော်ဒီဝတ်သားလေးကိုကြော်နေတဲ့အချိန်မှာမနုဝတ်သားစင်းကိုယ်လေးကိုထည့်ဖို့အတွက်ကကော်ရီလေး လိုပါတယ်ဒီကော်ရီလေးကိုလည်းမွန်ကဆက်ထားလိုက်မယ်ပေါ့နော်ဒီကော်ရီလေးဆက်ဖို့အတွက်ကတော့မွန်ကဒီမှာပီလောဖီနဲ့ကော်မုံတုံးထားပါတယ်ရိုးရိုးကော်မုံတုံးလည်းရပါတယ်ကိုယ့်ရဲ့ဝတ်သားအနေများပေါ်မှာမူတည်ပြီးတော့ကော်မုံကိုထည့်လို့ရတယ်နောက်ပြီးရင်တော့အဲစာလေးမနေတဲ့ပဲပြီးရင်တော့ရေကိုတော့မွန်တို့နည်းနည်းလေးများများလေးထည့်ပေးမယ်ပေါ့နော်ဘာလို့လဲဆိုတော့ဒီဝတ်သားတွေကိုထည့်တဲ့အခါမှာကိုရေကအရင်ပြင့်နေရဆိုရင်ဝတ်သားထဲမှာအရင်ပြင့်ပြင့်စစ်စစ်ဖြစ်သွားတယ်ပေါ့နော် ဝတ်သားလေးလည်းရေလေးတွေနဲ့အဲနူးသွားပြီးအဆင်ပြေသွားပြီးပေါ့နော်ဝတ်သားလေးတွေချက်ပြီးတော့နူးသွားပြီဆိုရင်တော့မုံလို့အပေါ်ကနေပြီးတော့အနံ့အတွက်ဒီချက်သူမြူထားပြိုင်ထားတာလေးကိုထည့်ပါမယ်ဒီအချိန်မှာစီရလည်းလုံးဝစီပြန်သွားပြီပေါ့နော်ရေလည်းမရှိတော့ဘူးပေါ့နော်အဲ့လိုမျိုးအချိန်ဒီမှာပဲချက်သူမြူလေးကိုထည့်ပါမယ်နောက်မှဆိုလို့ရှိရင်ရေနဲ့အရင်ချက်သူမြူကနွမ်းသွားတတ်တယ်ပေါ့နော်အဲနောက်ပြီးသွားပြီဆိုရင်တော့ဒီချက်သူမြူနဲ့ဝတ်သားနဲ့လုံးဝမုံလို့ လုံးသွားပြီပေါ့နော်စီပြန်သွားတဲ့အချိန်မှာတော့ခုနကဆက်ထားတဲ့ကိုရီလေးကိုအကုန်လုံးကိုတခါတည်းမလောင်းထည့်ပဲနဲ့ဇွန်းလေးနဲ့ပေါ့နော်တဇွန်းထည့်လိုက်တဇွန်းထည့်လိုက်အဲ့လိုမျိုးလေးထည့်ပြီးမြေပေါ့နော်တဇွန်းထည့်လိုက်အနောက်ပြင်နည်းနည်းလေးမှုလိုက်အဲ့လိုမျိုးလေးထည့်ပြီးတဲ့အချိန်မှာဒါလင်းကိုရီကအရင်ကြီးမစိမဖြစ်ပါတယ်ကိုဆက်ထားတဲ့ ကော်ရီကိုဒီတိုင်းဝုန်းကနေပေါ့နော်လောင်းချလိုက်မယ်ဆိုလို့ရှိရင်မုန်တို့တွေကော်ရီကအရင်စီးသွားတတ်တယ်ပြီးရင်တော့မုန်တို့ကျက်သားမုန်လေးထည့်မယ်ကျက်သားမုန်လေးထည့်ပြီးရင်တော့ခုနကကျန်တဲ့ကော်ရီလေးတွေကိုနည်းနည်းချင်းစီဆိုနေတစုံစီနဲ့ထပ်ထပ်ပြီးတော့ထည့်လိုက်၊မှုလိုက်၊ထည့်လိုက်၊မှုလိုက်လုပ်ပြီးမယ်ဆိုရင်ဝတာစင်ကော်လေးကအရင်ဦးမှာ စာလုကောင်းပါတယ်။နောက်မို့ဆိုလို့ရှိရင်ဒီကော်ရီတွေကိုအကုန်လုံးထည့်လိုက်မယ်ဆိုလို့ရှိရင်စာရာ မကောင်းဘူးเนาะဒီပတ်သက်ထဲမှာလေလုံလုံကြီးနဲ့ဟင်းရလည်းအရင်လုံထုထွေးကြီးဖြစ်သွားတတ်တယ်ဆိုတော့တကယ်လို့ဝတ်သားမချိုက်တဲ့သူတွေဆိုရင်เนาะဝတ်သားမစားတဲ့သူတွေဆိုရင်เนาะမို့လို့ဒီနေရာမှာဝတ်သားအစားစက်သားသုံးလို့ရတယ်နောက်စိတ်သားတွေပါတယ်လေဒီစိတ်သား စင်ကိုကိုကြီးပေါ့နော်အလိုမျိုးချက်စားလို့ရပါတယ်ဒါကတော့မသားကတော့ပို့ပြီးတော့တော့စားလို့ကောင်းတာပေါ့နော်အဲ့တော့ကိုကြီးလေးတစုံထည့်လိုက်၊မှုလိုက်ကိုကြီးလေးတစုံထည့်လိုက်၊မှုလိုက်အဲ့လိုမျိုးလေးလှုပ်ပြီးတော့မုံလုံးချက်လာလိုက်တာအကုန်လုံးကိုကြီးလေးတွေနေဝသားလေးတွေလည်းရောပြီးတော့တမသွားတဲ့အနေထားလုံးဝပုံပုံကွက်လေးပေါ့နော်ဖြစ်နေတဲ့အနေထားဆိုရင်တော့မုံလုံးလေးစားလို့ရပါပြီဝသားစင်ကိုကြိုက်တဲ့သူတွေမုံရဲ့ချန်နီလေးတိုင်းမဲလိုက်ချက်စားကြည့်ကြပါဦးနော်